ဒီကိုမောင်နှမချင်းချင်းချင်းညင်းနေတာရှိတယ်အလွန်ချစ်ကြခင်ကြတဲ့မေတ္တာရှိကြတဲ့လူတွေညင်းကြတယ်မိတ်ဆွေချင်းချင်းလှုပ်ဖို့ကိုင်းပဲချင်းချင်းညင်းနေကြတယ်ကိုယ်အိမ်ကိုညင်းလို့အစင်မပြေဘူးဆိုရင်တရားယုံထီထက်ပြီးတော့ညင်းကြတယ်ဟုတ်တယ်မဟုတ်လားညင်းခုမှုကအရန်ကျေပြန့်တယ်နော်ဘာလို့ညင်းတာလောဘကြောင့်ညင်းတာတဲ့အဓိကလောဘကြောင့်ညင်းတာအဲ့တော့ဦးဇင်းကတော့ပုံရံလေးစဉ်းစားကြည့်တာဟုတ်တယ်ရခြင်းတဲ့လူကရခြင်းတဲ့မပေးခြင်းတဲ့လူကမပေးနိုင်ဘူးဆိုရင်အဲ့ဒါညင်းပေါ့ ယောက်ကရချင်တယ်တယောက်ကမပေးချင်ဘူးဆိုတော့အဆင်မပြေတော့ဘူးလေဟုတ်တယ်မဟုတ်လားအေးဘာပဲပြောပြောအလွန်ပူလောင်ရှုပ်ထွေးမှုကိုဖြစ်စေတဲ့ငင်းခုန်မှုဟာလောဘကြောင့်ဖြစ်ရတယ်ဒါကြောင့်လောဘဟာငင်းခုန်ခြင်းကိုဖြစ်စေတတ်တယ်တဲ့ကြည်ကြည်မြတ်မြတ်စဉ်းစားပါနော်ပြီးတော့ဗာဆက်ပြောတော့လောဘလောဘတိဒါသပြကာရကိုကျွံအဖြစ်ကိုပြုတတ်တယ်ဟောအဲ့ဒီစကားလေးတော့အရင်ပြောကြကောင်းလောဘကကျွံဖြစ်စေတတ်တယ်တဲ့လောဘကကျွံဖြစ်စေတတ်တယ်တဲ့ အဲ့ဒီစကားလေးကိုဦးဇင်းတို့အပေါ်ယံလေးပဲနားလည်ဖို့လိုသလိုလေးလေးနက်နက်လည်းနားလည်ဖို့လိုတယ်အပေါ်ယံဘလို့နားလည်မလဲဦးဇင်းတွေးမိတာပြောမယ်နော်တယောက်ယောက်ကိုနှစ်သက်နေပြီးရှားကျင်နေပြီးရှင်သိကြတယ်အဲ့ဒီလူရဲ့ကျွန်းဖြစ်တော့မှာဟုတ်တယ်မဟုတ်လားသူ့ကိုသဘောကျနေပြီးဆိုရင်တော့အ ਨੇ ဆုံးတော့သူ့စိတ်တိုင်းကြောင့်ဦးဇင်းတို့နေပေးရတော့မှာလေပြောရရင်ကိုယ့်ဘဝကိုတတိတေတဖွဲ့ပေးလိုက်ရပြီဖဲ့ပေးလိုက်ရပြီအကုန်လုံးကိုယ့်စိတ်တိုင်းကြောင့်နေလို့မရတော့ကျွန်းဆိုတာ ူဘဝကိုသူမပိုင်ဘူးသူ့ဘဝကိုဇောပိုင်တယ်တခင်ကပိုင်တယ်ဟုတ်တယ်မို့လားရှ िख ေကကျွန်နေမှာလေတခင်ကတတ်ချင်းလဲတတ်လို့ရတယ်ရောင်းချင်းလဲရောင်းလို့ရတယ်တနေ့ကုန်အစာမကျွေးဘဲနဲ့ပြစ်ထားမယ်ဆိုရင်လည်းပြစ်ထားလို့ရတယ်ကျွန်ဆိုတာသူ့ဘဝသူမပိုင်ဘူးတခင်ကပဲပိုင်တယ်အဲ့တော့လောဘဖြစ်ပြီဆိုရင်အဲ့ဒီလိုကိုယ့်ဘဝကိုကိုယ်မပိုင်တဲ့အနေအထားမျိုးကိုရောက်အောင်လောဘကလှုပ်လိုက်တာဒါကြောင့်လောဘဟာကျွန်ဖြစ်စေတတ်တယ်အဲ့ဒါကိုအပေါ်ယံလေးပြောတာနော်တယောက်ယောက်ကိုမျက်နှိုးနေပြီဆိုရင်အဲ့ဒါမဖြစ်တော့မှာတော့ သူ့ကြောင့်ဖြစ်တော့မယ်။ဒါကအပေါ်ရန်ပြောတာ။တချို့ခွေးလေးတွေကြောင်လေးတွေချစ်တယ်။ဘာဖြစ်တော့ခွေးလေးတွေကြောင်လေးတွေရဲ့ကြောင်ဖြစ်တာနော်။ဟာကိုကတော့ကိုကကိုကိုဒေးကြီးပေးပြီးတော့ဝယ်ထားတာဆိုပြီးတော့လူချမ်းသာရဲ့ဟိုပုံတရံနမိတ်အနေနဲ့တချို့ပြကြတာလည်းရှိတယ်။တကယ်တမ်းကဘာဖြစ်လဲ။ရေချိုးပေးရတယ်၊ဆပြတိုက်ပေးရတယ်၊အမေတချို့ခွေးကအရန်ကောင်းမှစားတာရှိသေးတယ်ဟုတ်လား။အဲ့တော့လေသူ့ကြောင်တရားနဲ့တူလာတာပေါ့လေ။ ထပ်ပြီးတော့ဦးဇင်းတို့လောဘဟာကျွန်ဖြစ်စေတတ်တယ်ဆိုတာကိုလေးလေးနက်နက်လည်းစဉ်းစားကြည့်ဖို့လိုတယ်။ဆိုကြပါစို့လေးလေးနက်နက်လေးပြောကြည့်မယ်ဒါကြတော့တခုခုရားကျင်နေပြီတခုခုဖြစ်ကျင်နေပြီဆိုရင်အဲ့ဒါမရမချင်းအဲ့ဒါမဖြစ်မချင်းဦးဇင်းတို့မှလုတ်ပေးရမယ့်တာဝန်ကြီးတစ်ခုရှိသွားတယ်။ဟုတ်တယ်မဟုတ်လား။အဲ့ဒီတာဝန်ကြီးကိုကိုယ်ပခုံးမော်ကိုဘယ်သူပြစ်တင်ပေးလိုက်တယ်လဲ။လောဘအတင်ပေးလိုက်တာနော်ဘယ်သူကမှမဖြစ်မနေလုတ်လို့ပြောတာမရှိဘူး။ ဝါဒါကိုရချင်းပြီးဒါပြစ်ချင်းပြီးဆိုရင်အဲ့ဒါမရမချင်းအဲ့ဒါမဖြစ်မချင်းကို့မှာလုတ်ပြရမယ့်တာဝန်ကြီးကိုရှိသွားတယ်။ဘယ်သူခိုင်းတာလဲ။လောဘခိုင်းတာ။ဒါမဲ့တရားဓမ္မတို့ဥညင်တို့အတွက်အလွန်ကြီးမားတဲ့အမှားကဘာလဲဆိုတော့ဘယ်သူခိုင်းလို့ခိုင်းမှမသိတဲ့ကိစ္စလို့ဥညင်ထင်။လောဘကခိုင်းလို့လုံးရတဲ့ကိစ္စကိုငါလုတ်ချင်းလို့လုတ်တာလို့လောဘကိုငါလုတ်ထင်နေတဲ့ကိစ္စ။တက္ကာယဒိဋ္ဌိပေါ့နော်။ငါလုတ်ချင်းလို့လုတ်တာလို့ထောတော့ငါကငါဆိုတော့အပြစ်တင်လို့လည်းပြစ်တင်ခြင်းစိတ်လည်းမရှိတော့ဘူးလေ။လောဘကိုငါလုတ်ထင်နေတာ။ တကယ်တမ်းကလောဘနဲ့ငာနဲ့ကိုသာကိုွေးပြားမယ်ဆိုလို့ရှိရင်လောဘကိုဦးဇင်းတို့တွေပိုးပြီးတော့စိတ်နာစရာကောင်းလိမ့်မယ်အခုလောဘကိုစိတ်နာကောင်းမှမသိဘူးစိတ်နာဖို့နေနေတာကကိုယ့်ကိုနှိပ်စက်နေတဲ့တရားခံအစစ်ဟာဘယ်သူလဲဆိုတာတော့မသိဘူးနောက်တရားခံကိုဖမ်းပြီးတော့အပြစ်ပေးဖို့ဆိုတာအဝေးကြီးနော်တရားခံဘယ်သူလဲဆိုတာတော့မသိသေးဘူးအများစုကတကယ်တမ်းတရားခံအစစ်ကဘယ်သူလဲလောဘနော်ဟုတ်လားဒါကြောင့်ဆရာကြီးကပြောတာလောဘဟာကျုံဖြစ်စေတတ်တယ်တဲ့ <laughs> အခြေချက်ပြောရင်အရန်ကောင်းပါပဲနော်ဒီဒါပေမဲ့ဦးဇင်းတို့နောက်ထပ်ပြောကြအကြောင်းအရာတွေကအများကြီးကြံနေတာခုလောဘရဲ့အပြစ်လောဘဆိုတာဖြစ်ရတာလွယ်တာဖြစ်ရှင်းရတာအရန်ခက်တယ်ဆိုတာကိုပြောနေတယ်နော်လောဘဟာမေးလျော်ခြင်းရဲ့အကြောင်းဖြစ်တယ်လောဘဟာငင်းခုန်စေတတ်တယ်လောဘဟာကြုံဖြစ်စေတတ်တယ်နောက်တစ်ချက်ဆက်ပြောထားတယ်လောဘလောဘသည်ပရမိတမလွန်လောက၌ပိဋိကောပြိတ္တာဖြစ်ကိုပြုတတ်တယ်တဲ့ပြိတ္တာဖြစ်စေတတ်တယ်တဲ့ဟောပြိတ္တာဆိုတာဘယ်လိုဘဝမျိုးလို့ကြားဖို့ထားလဲ။ ဆာလောင်မှုသိမ့်နေရတဲ့ဘဝမျိုးလို့ကြောက်တယ်နော်အဲ့လိုဆိုရင်လောဘရဲ့သဘောကိုလည်းပဲအခြေခံကြကြစဉ်းစားကြည့်ပါအောင်လောဘကကဘယ်လိုသဘောရှိလဲဆာလောင်မှုသိမ့်နေတဲ့သဘောမျိုးပါပဲအာယုံကိုဆာတာလေဒါကြောင့်တချို့ဒေသနာတွေမှာမြတ်စွာဘုရားကလောဘကိုပိပါဒဆိုတဲ့စကားလုံးနဲ့ဟောတာရှိတယ်ပိပါဒဆိုတာဆာလောင်မှုသိမ့်တယ်လို့အဓိပ္ပာယ်ရတယ်ထမင်းဆာတယ်လို့မျိုးရေဆာတယ်လို့မျိုးကိုဆာတာအာယုံကို မကြည့်ရမနေနိုင်မကြားရမနေနိုင် ရီးယားကတွေဘာတွေလာကနေပြီဆိုရှိုးဆွဲနေတဲ့လူတွေဆိုမကြည့်ရမနေနိုင်ပဲလေအဲ့ဒီအချိန်လုံးတစ်ခုကိုပေါ်လာပြီဆိုရင်အရန်စိတ်တုံမယ်ပေါ့နော်တယောက်ကသာမကြည့်နဲ့လို့တားမြင်မယ်ဆိုရင်အဲ့ဒီလိုကရန်သူဖြစ်မယ်မကြည့်ရမနေနိုင်အဲ့ဒီဟာကိုကြည့်နေတော့မှများတကယ်လို့အတန်လိုင်းမြန်ပြတ်သွားမယ်ဆိုရင်ဘယ်လိုနေမှာလဲမကြားရမနေနိုင်ဆွဲနေတာနော်စိတ်ထဲမှာဘာပြောတာလဲလောဘဆိုတာစားလောင်းနေတဲ့သဘောရှိတယ်လို့ပြောတာမစားရဘဲနဲ့မဝဘဝမသွားဘူးနော် ကျင်နဲ့မသွားဘူးပေါ့အဲ့လိုပဲစားနေတဲ့သဘာဝတရားတစ်ခုကစားနေတဲ့ဘဝတစ်ခုကိုဖန်တီးတာဟာအယံသဘာဝကြတယ်ဆိုတာကိုတွေးတဲ့စေချင်လို့ပြောတာဟုတ်လားဒီနေ့မှဥစဉ်တို့အလွန်ကြီးမားတဲ့လောဘကမှသာရင်တတ္တဝါတွေကိုဒုက္ခပေးနိုင်တာမဟုတ်ဘူးအလွန်သေးငယ်တဲ့မပြောပါလို့တဲ့လောဘကလည်းတတ္တဝါတွေကိုဒုက္ခပေးနိုင်တာပဲဆိုတာနဲ့ပတ်သက်ပြီးတော့ယသောဗျာလက်ထက်ကလူတိုင်းကြားဝင်နေတဲ့အကြောင်းအရာလေးတစ်ခုကိုအရန်တိုက်ဆိုင်မှုရှိတဲ့အတွက်ကြောင့်ဒီနားမှာချပြောခြင်းနဲ့ဟုတ်လားအဲ့ဒါကဘာလဲဆိုတော့ သင်္ကန်းကိုမက်လို့တန်းဖြစ်ရတယ်ဆိုတာကြားဥတယ်မို့လားအဲ့ဒီသင်္ကန်းကသူ့ရဲ့အမကလှူထားတာသင်္ကန်းကအသားလည်းအရင်ကောင်းတယ်သူကိုယ်တိုင်လည်းအရင်သဘောကျတယ်ဒါကြောင့်အဲ့ဒီသင်္ကန်းလေးကိုသူ့အကိုချုပ်သူကိုယ်တိုင်ချုပ်သူကိုယ်တိုင်တစ်ခေါက်တည်းနဲ့ဆိုးဘုရားလက်ထက်ကတစ်ခေါက်ပဲဆိုးရတာကိုအကုန်လုံးချုပ်ဆိုးပြီးပြီဆိုတော့မှသင်္ကန်းလေးတတ်တတ်ရရရှော်ခေါက်ခက်ပြီးတော့အိယာဘေးလေးမှာချပြီးတော့အိတ်တယ်စိတ်ကူကဘာလဲဆိုတော့မနဲ့လင်းရင်ငါဒီသင်္ကန်းကိုဝင့်မယ် သင်္ကန်းရဲ့ပေါ်မှာနည်းနည်းလေးဥပါဒံလေးတော့မပြောသလောက်လေးကတ်နေတယ်ပေါ့နော်။ဓာတုများပစ္စည်းကိုမတရားလိုချင်တဲ့လောဘလည်းမဟုတ်ပါဘူး။ဘာမှပြောပါတော့တဲ့လောဘမဟုတ်ဘူး။ကိုယ်ပစ္စည်းကိုယ်ကိုယ်မနဲ့ကြရင်ဝင့်မယ်ဆိုတဲ့စိတ်။ဟုတ်လား။နဲ့ကြရင်ဝင့်မယ်ဆိုတဲ့စိတ်ကူးနဲ့အိတ်တယ်။ဒါပေမဲ့ဘဝကဘလောက်မသေးကြလဲဆိုတော့မနဲ့ကြတော့သူ노ထားခွင့်မရှိတော့ဘူး။ငါမနဲ့ကြရင်မ노ရတော့ဘူးလို့သူမသိဘူးလေ။တော့ပုံမှန်ပဲပေါ့။မနဲ့ကြရင်ဒီသင်္ကန်းဝင့်မယ်။ အဲ့ဒါညာသွင်းခြင်းယုတ်တည်းဖြစ်တဲ့ယောဂါကြောင့်ပြန်တော်မူရရှာတယ်။ဟုတ်လား။အဲ့ဒါပြန်တော်မူသွားပြီဆိုတော့ဒီသင်္ကန်းရဲ့ပေါ်မှာမက်နေတဲ့လောဘလေးကလက်လက်ဆက်ဆက်ဖြစ်နေတာဟုတ်လား။အဲ့ဒီလောဘလေးကမင်းဒီသင်္ကန်းကိုမက်လာတဲ့ကောင်မင်းအဲ့ဒီသင်္ကန်းထဲသွားလို့ပို့လိုက်တယ်လို့ပဲအဲ့ဒီသင်္ကန်းကောက်ထဲမှာပါသွားဖြစ်တယ်။တန်းသွားဖြစ်တယ်။တန်းကဒကမကြီးတွေရဲ့ခေါင်းမှာကြားတဲ့တန်းမျိုးမဟုတ်ဘူး။ပြိတ္တာတန်းနဲ့ကမ္မစိတ်တိကံတကူအနှဲငယ်ရှိတယ်။ ဒါကြောင့်တချို့ကိစ္စကိုသူမြင်နိုင်တယ်ကြားနိုင်တယ်ပေါ့အဲ့ဒါအဲ့ဒီတန်ခါသင်္ကန်းကောက်ထဲမှာဖြစ်နေတာဘယ်သူမှမသိဘူးအဲ့ဒါဒီသင်္ကန်းကပိုင်ရှင်ရပြန်တော်မူသွားပြီဆိုတော့သူနာပြုတဲ့ယဟန်လည်းမရှိတော့တန်ခါတွေကဒါသင်္ကိကသင်္ကန်းဖြစ်သွားပြီဆိုတော့တန်ခါတွေကိုဝေဖန်ကြတာပေါ့ဘယ်ဘုံကြီးကိုပေးမယ်ဘယ်တန်ခါယူမယ်ပေါ့အဲ့လိုမျိုးဝေဖန်တိကပြုကြတဲ့အခါကျတော့အဲ့ဒီတန်ကြီးကသင်္ကန်းကောက်ထဲကနေပြီးတော့ငါပစ္စည်းကိုဘုံကြီးတွေလုနေကြတယ်လို့အော်ဟင်းရင်းနဲ့ပြေးနေတယ်တဲ့အဲ့ဒီသင်္ကန်းကောက်ထဲမှာပတ်ပြီးတော့ပြေးနေတာ ဩစရာကောင်းတယ်နော်လောဘဆိုတာဖြစ်ရတာလွယ်တာဖြည့်ရှင်းရတာအရန်ခက်တယ်ဆိုတာလေးကိုတစ်ချက်လောက်စဉ်းစားမိဖို့ဟုတ်လားဘာမှစိုးရတဲ့လောဘကြီးလည်းမဟုတ်ပါဘူးကိုတင်ကန်လေးကိုဝှက်မယ်လို့တွေးလိုက်တဲ့သဘောလေးပဲဟုတ်လားဒါပေမဲ့ဘာဖြစ်သွားတော့တမ်းဖြစ်သွားတယ်အဲ့ဒီမှာသူ့ရဲ့အော်ဟစ်တဲ့အတန်ကိုမြတ်စွာဘုရားကဒိဗ္ဗသောတာအဘိညာဉ်နဲ့ကြားတော်မူတဲ့အတွက်ကြောင့်ရှင်အနန္ဒာကိုဆစ်လွတ်ပြီးတော့တန်ခါးဒီကိုတားခိုင်းရတယ်ဒီတင်ကန်းကိုခုနှစ်ရက်အတွင်းမှာဘယ်သူမှမကင်စီဘူး ဒါရှင်အနန္ဒာသွားတားရတယ်။ယဟန်တွေကိုပြင်မာတဲ့စိတ်နဲ့မြန်သေရင်အဲ့ဒီတန်ကြီးငရဲရောက်သွားမှဆိုလို့တဲ့။မြတ်စွာဘုရားဒီဟူသောအမိကောင်းရှိလို့သာတော်သေးရနော်။အဲ့ဒါခုနှစ်ရက်အတွင်းမှာသူသေတယ်အဲ့ဒီတန်။သေတဲ့အခါကျတော့ဒုတိဒါနပြည်ရောက်။တစ်သလုံးပြည်ပြည်စင်စင်ကောင်းကောင်းမွန်မွန်နေခဲ့တာဆိုတော့လိမ့်လိမ့်လေးလေးကြီးတော့ဒုက္ခရောက်စရာကြောင်းမရှိပါဘူး။ဒါပေမဲ့ပြောချင်တာကပါလေအလွန်သေးငယ်တဲ့မပြောပါတော့တဲ့လူချင်းမမုန်းမှုလေးတကလည်းပဲ ူအနဲ့သူတော့အခွင့်သိရင်တော့အစွမ်းပြသွားတာပဲဆိုတာလေးကိုပြောချင်တာအဲ့ဒီမှာမြတ်စွာဘုရားကအဲ့ဒီယဟန်ကြီးကိုအကြောင်းပြုပြီးတော့ဂါထာလေးတစ်ပုဒ်ဟောတာရှိတယ်အဲ့ဒီဂါထာလေးကလည်းအလွန်စဉ်းစားစရာကောင်းအရာတာဝမလန်သမုဋ္ဌာယတတုဋ္ဌာယတမေဝခရတိဧဝံအတိရောနဇာရိနံတာတိကမ္မတိနေယံတိဒုက္ကတိအဓိပ္ပာယ်လေးကိုသေသေးချာချာလေးအာယုံပြုကြည့်မယ်နော်တန်ကြီးဆိုတာတန်ကဖြစ်တာတဲ့ ဲ့ဒီတန်ကားဖြစ်တဲ့တန်ကြီးဟာအဲ့ဒီတန်ကိုပဲပြန်ပြီးတော့ဖြည့်ဆည်းပြစ်တာစားပြစ်တာတဲ့အယတာဝမလန်သမုဋ္ဌာယတတုဋ္ဌာယတမေဝခရတိသူဖြစ်ပေါ်လာရတန်ကိုပဲအဲ့ဒီတန်ကြီးဟာစားပြစ်တယ်တဲ့တန်ကားဖြစ်တဲ့တန်ကြီးဟာတန်ကိုပဲပြန်စားတော့နော်ဥမာပေးတာပါအဲ့ဒါလိုပဲတဲ့ကိုယ်ကဖြစ်တဲ့မကောင်းမှုဟာလေကိုယ်ပဲပြန်ပြီးတော့ဒုက္ခပေးတာဆင်းရဲစေတာဖြစ်စည်းတာတဲ့စဉ်းစားကြရမကောင်းဘူးလား ကောင်းနော်တန်ငါဖြစ်တဲ့တန်ကြီးဟာတန်ကိုပဲဖြည့်စည်းလို့ကိုကဖြစ်တဲ့မကောင်းမှုဟာလည်းကိုကိုပဲဒုက္ခပေးတာဘယ်သူမှတကယ်တမ်းကဒုက္ခလာပေးတာမရှိပါဘူးကိုမကောင်းမှုနဲ့ကိုရဲ့ယုံညံ့မှုနဲ့ကိုပဲဆင်းရဲကြတာတတဝါလေးဆိုလားဟုတ်ရဲ့လားအဲ့ဒီကာထာလေးကိုမြတ်စွာဘုရားအဲ့ဒီတန်ကြီးကိုအကြောင်းပြုပြီးတော့အဲ့ဒီယဟန်ကြီးကိုအကြောင်းပြုပြီးတော့ဟုတ်ကဲ့လားအဲ့တော့ဦးဇင်းတို့ပြောချင်တာကဘာတော့ ဒါနဆိုတာဟာဖြစ်ရတာခက်တဲ့လောက်အကျိုးရလကမျက်နှိုးစရာကောင်းတဲ့အတွက်ကြောင့်ခက်ပင်ခက်တော်လည်းပဲဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်ကူးမျိုးလေးမွေးနိုင်ဖို့လောဘဆိုတာကတော့မတင်ရဘဲနဲ့တက်တယ်မချင်ရဘဲနဲ့ကြွန့်ကျင်နေဖြစ်ဖို့အရန်လွယ်တယ်လွယ်ပင်လွယ်များတော်လည်းပဲဖြစ်ရှင်းရတဲ့နောက်ဆက်တွေဟာအရန်ခက်ခဲတဲ့အတွက်ကြောင့်ဖြစ်တိုင်းလက်တဲ့မခံမိဖို့မလိုဘူးလားအဲ့ဒါကိုပြောခြင်းတာဒါလေးကိုပြောတော့ဦးဇင်းကရောစရောဘုရားကြီးပြောခဲ့တဲ့အရန်တန်ဖိုးရှိတဲ့ဇာတ်လေးတစ်ခုကိုသွားပြီးတော့အမှတ်ရတယ် ဆိုရပါပြောတော့အကုသိုလ်ဆိုတာတဲ့ကိုကသူ့ကိုတာဝန်ယူရတာတဲ့ကုသိုလ်ဆိုတာကြတော့ तू ကကိုယ့်ကိုတာဝန်ယူသွားမှာတဲ့ဖြောင်းဖြောင်းကြီးစန့်ကျင်နေတယ်အရန်ကောင်းတယ်နော်ဒီအသေးပဲကုသိုလ်အကုသိုလ်ဆိုတာအကျယ်ကြီးဟုတ်လားအဲ့တော့အကုသိုလ်တိုင်းကုသိုလ်တိုင်းရဲ့သဘောလေးကိုဆရာကြီးကဟိုအတိပဲလှလာလေးနဲ့တမျိုးစဉ်းစားရလေးဖြစ်အောင်ပြောတယ်နော်အကုသိုလ်ဆိုတာကိုကသူ့ကိုတာဝန်ယူရမှာလုံးပြင်းကိုကကိုပဲရှင်းမယ် နော်ခွေးဘဝနဲ့သွားပြီးတော့ရှင်းရမယ်ဆိုရင်လည်းရှင်းရမှာပဲငရဲခန္ဓာကိုရပြီးတော့ရှင်းဆိုလည်းရှင်းရမှာပဲကိုရှုပ်ထားတဲ့အရှုပ်တော့ကိုယ့်အကုမရှင်းရှင်းအောင်ရှင်းရမယ်။ဒါကြောင့်အကုသို့ဆိုတာကိုယ့်ဝတ္ထုကိုရှင်းရတာတာဝန်ယူရတာကုသို့ကြတာဘာလဲတော့သူကကိုယ့်ကိုတာဝန်ယူမှားတယ်ကိုယ့်အေးစီပဲကောင်းတာလေးလုပ်ပြီးရင်အစအရာဆင်းပြောင်သူကပဲလှုပ်သွားမှာလောက်ကောင်းတာအလွန်ကောင်းတဲ့စကားတခွန်းလို့ဆိုရင်လည်းနော်အေးအခုလည်းပဲဒါနဟာဖြစ်ရတာခက်တယ်သို့တော့အကျိုးရနက်ကမျက်နှာကြောင် လောဘကဖြစ်ရတာလွယ်တယ်သို့သောအကျိုးရလကအလွန်တရာမှရှုပ်ထွေးတဲ့ပို့လောက်လေဒါကြောင့်ဘယ်လန်းကိုရွေးမလဲဆိုတာလေးတွေဟာအကျိုးရလကကိုတိမတာနဲ့ရွေးချယ်မှုကမှန်ပါဟုတ်တယ်မဟုတ်လားအဲ့ဒါဦးဇင်းတို့ဒီကနေ့ညပြောခြင်းတဲ့တရားသုံးစုံဆိုတာအဲ့ဒါပထမတစ်စုံနော်အဲ့ဒါလို့ဆိုရင်ဦးဇင်းတို့ဒုတိယတရားတစ်စုံဆက်ပြီးတော့သွားမယ်နော် ပြောစရာအစာလေးတွေပေါ်လာတိုင်းပြောပြောနေရင်တရားကရမ်းရှည်သွားလိမ့်မယ်ဟုတ်လားကိုပြောခြင်းတာလေးတွေမပြောလဲရပဲနေရာမှာလဲစိုးသေးတာနော် အဲ့တော့ဦးဇင်းတို့ဒုတိယတရားဆုံးဘာပြောခြင်းတော့